ဒီညမှာရှင်မန်ကစားဖို့ရှိနေတဲ့ဟူဗန်တန်ရဲ့ပွဲစဉ်မှာကျွန်တော်တို့ Chelsea တင်ဘလို့ပွဲထွက်လာနိုင်ပါသလဲမင်္ဂလာပါဗျကိုခိုင်း Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကြိုဆိုပါရစေဒီညညနေပွဲပေါ့နော်ကျွန်တော်တို့ Wolf နဲ့ Chelsea အနေနဲ့ပွဲထွက်လာနိုင်တဲ့ line up အခင်းချင်းတည့်ရမှာကျွန်တော်တို့ Chelsea အသင်းရဲ့ပွဲထွက် line up ကိုပဲအဓိကသုံးသပ်ဆွေးနွေးမှုလုပ်သွားရမှာခင်ဗျာโอเคအဲ့တော့ကျွန်တော် ဘယ်ကစားသမားတွေပါဖို့ပါဖို့ရှိနေတယ်လဲဆိုတဲ့အပိုင်းကိုအရင်စပြီးဆွေးနွေးရအောင်လဗေးယားကဒဏ်ရာပဒနာပြန်ရသွားပြီအဲ့ဒါကြောင့်ကွင်းထဲမှာလဗေးယားပါတော့မှာမဟုတ်ဘူးကိုးပါမှာထမပါပါဘူးလဗိုင်းကိုဝဲမပါဘူးအဆူးကိုဘနိုက်ဘယ်ဒီယားရှိုင်းတို့မပါပါဘူးခင်ဗျပက်ဒရိုနာတိုကတော့ပြီးခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာဒဏ်ရာပဒနာနည်းနည်းလေးရှိတဲ့အတွက်ကြောင့်ဂျားရဲရဲ့ချန်ပီယံလိကံခဲ့တဲ့နော်ကွာရာဘတ်နဲ့ပွဲမှာမပါခဲ့ဘူးဆိုပေမဲ့ဒီပွဲစဉ် ပါဝင်မှုအသင့်ဖြစ်နေနိုင်တယ်လို့သိရပါဗျ။ဆိုတော့ကျွန်တော် Tariq George တယောက်က Corbin နဲ့ပွဲစဉ်မှာတိုက်စစ်နေရာပွဲထွက်လာပေမဲ့လည်းဒီပွဲမှာတော့ Tariq George ကို Andrew Morris ကအနေနဲ့ပွဲထွက်ခွင့်လုံးဝမပေးသင့်တော့ဘူးလို့ကျွန်တော်ထင်တယ်။ဒါဒဏ်ရာပြဿနာရခြင်းမရခြင်းနဲ့မဆိုင်ဘူး။ Tariq George ကိုခေါင်းထဲမှာပေါ်လာပြီလို့ချက်ချင်းတန်းဆွနေလိုက်တာပေါ့နော်။အဲ့ဒါကြောင့်ကျွန်တော် Tariq George နေရာမှာတခြားကစားသမားတယောက်ကိုအသုံးပြုနိုင်တယ်။ ကျွန်တော်စဉ်းစားမဲ့အပိုင်းတွေတော့အများကြီးရှိသွားပြီခုနကဒန်ရကစားသမားတွေရဲ့လွဲရင်ကျန်တဲ့ player တွေကိုအသုံးပြုခွင့်ရှိနေတယ်โอเคကျွန်တော် tactical boat လေးနဲ့နော် line up အနေထားဘာညာကြည့်လိုက်ရအောင်ကိုသမားကတော့ဘသူပဲတုံးတုံးနော် Robert Sanchez လည်းအဲ့လောက်ထိအဆင်ပြေတာတော့မဟုတ်ဘူးဘောလုံးကိုကြောက်ကြက်ပြီးဒီခါလီကြာရင်ရှေ့ရောက်ရင်ပြီးတော့ကန်ထုတ်တဲ့ပုံစံမျိုးတွေကအဆင်မပြေဘူးဒါပေမဲ့ Robert Sanchez ပဲဒီပွဲစဉ်ကျွန်တော်ပွဲထွက်လာမှုရှိတယ် CB နေအောင်နေရာမှာကျွန်တော်စဉ်းစားရမှာဘသူ့ကိုသုံးမလဲပေါ့ပြီးခဲ့တဲ့ချန်ပီယံလိပွဲတွေမှာသုံးသွားခဲ့တဲ့ CB တွေကတော့တော်တော်အခြေအနေဆိုးတယ်ဟာတူပြဟာတူကျွန်တော်အဲ့လိုမထင်ထားဘူးဟာတူဘာဖြစ်သွားမှာမသိဘူးအဲ့တော့ဂျိုးရှ်အချင်ပေါင်နဲ့ဝက်စလီဖူဖာနာကိုပြန်သုံးရင်သုံးမသုံးဆိုရင်ဝက်စလီဖူဖာနာနဲ့ထရီဗာချလိုဘာကိုသုံးရင်သုံးကျွန်တော်တော့ ချာလိုပါနဲ့ဝက်စလီဖူဖာနာကိုတုံးမယ်လို့ယူဆတယ်ဖူဖာနာကဒဏ်ရာပြဿနာမရှိရင်ဂျိုးရှ်တက်တော့ပို့ပြီးတည်ငြိမ်ရင်းချက်တဲ့ကစားသမားတယောက်ဒါပေမဲ့ဂျိုးရှ်ကလည်းငငယ်ရွယ်နဲ့တော်တော်ကောင်းလာတယ်အဲ့ဒါကြောင့်ချာလိုပါကိုတည်ပြီးတော့ဂျိုးရှ်ချာလိုပါတွဲမလားချာလိုပါဝက်စလီတွဲမလားပဲတစ်ချက်ကြည့်ရပါမယ်ကျွန်တော်တို့ဒီပွဲစဉ်မှာဝက်စလီဖူဖာနာနဲ့ထရီဗာချာလိုပါကိုအသုံးပြုလာနိုင်တယ်လို့ထင်တယ်ဗျโอเคကျွန်တော် စိုက်ဘက်ကစားသမားတွေကိုကြည့်အောင် Reece James ဒီအထဲကိုဝင်ဆော့တင်တယ်အထဲဝင်ဆော့တဲ့ခါကျရင်လက်ရှိကိုးပါမှာမရှိတဲ့နံပါတ်10နေရာအတွက်အန်ဆို Fernandez ကတော့အနေနဲ့မြအထောက်ကူဖြစ်နေမယ်ဗျပါမားကတော့အဓိကအချက်ပဲအဲ့တော့ကျွန်တော်တို့ right back မှာ Melogus တို့ထုတ်မယ် left မှာကတော့ Macukureya ပဲဖြစ်မယ်လို့ယူဆပါတယ်အထဲထဲမှာ Anzo နဲ့ ခိုင်စီတို့တွဲတာထက်ဆိုင်ကျွန်တော်တို့ခိုင်စီတို့ကိုရှေ့ကိုလည်းပို့ပြီးတော့ရောက်စေခြင်းနဲ့ဒါမှမဟုတ်လည်း reach ချင်းကိုရှေ့ထိ half space နားလောက်ထိ cross ball တွေတင်စေခြင်းနဲ့အတွက်ကြောင့်တော့ diagonal pass တွေတောင်းပြကြီးတွေပေးစေခြင်းနဲ့အတွက်ခိုင်စီတို့နဲ့ reach ချင်းကိုယ်လည်းအထိုင်မှာအန်ဆိုမော်ရက်စ်ကအသုံးပြလာနိုင်တယ်လို့ယူဆတယ်။အကျွန်တော်နံပါတ်10နေရာအတွက်ကတော့အန်ဆိုဖာနန်ဒက်စ်ရှိပါတယ်။အန်ဆိုဖာနန်ဒက်စ်ကတော့ ိတ်တို့6 students ဆိုင်လက်ရှိအချိန်တန်းမှာထားလိုက်တာကဒါပါမားနေရအတွက်အနည်းငယ်များတော့တင့်တော်မှုရှိနိုင်တယ်လို့ထင်ပါတယ်ခင်ဗျအဲ့တော့ကြောင့်ကွင်းလယ်မှာ ရီချေမွိုင်ဆစ်ကိုက်စရိုနဲ့အန်ဇူဖာနန်ဒက်စ်တို့ပွဲထွက်လာမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုမိတ်ဆက်ပေးချင်တာလေးရှိပါတယ်။ဘောလုံးပွဲတွေကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်19နဲ့ငါတို့မစ္စတိုကိုမမ်ဘာသစ်ယူနစ်ဖြစ်အပူစုကြီးနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဗပနမတ်3ညာကို693180380မှာဆက်သွယ်ဆုံးတဲ့မေးမြန်းလို့ရပါတယ်။ကျွန်တော်နောက်ဆုံး attacking trial ဘိုင်းမဲ့ကြံတော့တယ်။ဒီဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော် ဆွေးနွေးရမှာတွေကနည်းနည်းလေးတော့များတယ်ခုနကကျွန်တော်ရှေ့မှာပြောပြီးသွားရင် Tyre George ကိုနံပါတ်9နေရာမှာတုံးလာတာဒီဘလူနီးနဲ့မှအဆင်မပြေဘူး Josh ကနံပါတ်9ကစားသမားတယောက်တည်းဆိုင်ကျွန်တော်တို့ဝင်းကားလိုလိုဒါမှမဟုတ်လေ second strike ကပုံစံမျိုးလို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 နဲ့ Chelsea ရဲ့ border queen တနေရာမှာတင့်တော်တဲ့သူတယောက်မဟုတ်ဘူးလောက်အားလုံးသိပ်မကောင်းဘူးစူးစားလိုမှုသိပ်မရှိတဲ့ကစားသမားအဲ့ဒါကြောင့်ကျွန်တော်တို့ပြီးရတဲ့ Corbin နဲ့ပွဲစဉ်မှာ တွန်းတွန်းတက်တိုက် ဆော့သွားတဲ့ Lian Dlab ကိုပေါ်တခွင့်တနေရာပေးကို ပေးတင်တယ်ပေးလဲပေးလာမယ်လို့ထင်ပါတယ် Lian ဒီအခု Premier League မှာဆိုရင်လက်ရှိချိန်ထိဂိုးမရသေးဘူးဒေယံပြဿနာနဲ့နားရတာတပိုင်းများတို့မြဲတိုက်စစ်မှုတယောက်ကတော့ဂိုးရတင်တယ် Lian Dlab ကိုကျွန်တော်ဒီနေ့ရာဒီခေါ်ပြီးဘာလုပ်ဖို့လဲ Lian Dlab ဒီဂိုးသွင်းဖို့ခေါ်ထားတာပါအဲ့ဒီကကျွန်တော်ကျွန်တော်စဉ်းစားရမှာ JP နဲ့ Lian Dlab ကနံပါတ်9နေရာမှာအပြိုင်ဖြစ်လာနိုင်တယ် ်ဂျေဘီကိုနံပါတ်တန်းနေရာမှာသွားထားရင်တော့ကျွန်တော်ပွင့်လင်းပြီးတော့ဒါကျွန်တော်တယောက်တည်းအမြင်မှာလုံးဝသဘောမကျဘူးဗျာဂျေဘီကလေအဲ့လိုတိုက်စစ်မှုနေရာပုံစံမျိုးကြီးဖြစ်သွားပြီးတော့ရှေ့မှာလည်းတယောက်ရှိနေတော့နေရာတွေကသွားထက်နေတယ်အဲ့ဒါကြောင့် GB နည်းနည်းလေးပွဲတွေဘန်းနေတယ်ယုံကြည်မှုပိုင်းလည်းပျောက်နေတဲ့အတွက် Lian Dlab ကိုပွဲထုတ်တင်တယ်လို့ယူဆပါတယ်အဲ့တော့ Dlab နဲ့ Enzo Fernandez အတွဲဆိုရင်ဘာပြောအဆင်ပြေရဗျာ GB နဲ့ ဒီလက်တွဲကြည့်လိုက် JP ဒီဒီနောက်ကကစားသမား၂ယောက်အတွက်ဘလို့နီးထဲမှာအထောက်ကူမဖြစ်စေဘူးအဲလိုဆိုရင်တော့အထောက်ကူဖြစ်စေတယ်အဲ့တော့အန်ဇိုဒီလက်ဖြစ်နိုင်တယ်ကျွန်တော်တောင်ပံကစားသမားတွေကိုကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာတော့မကစားခဲ့တဲ့ပက်ဒရိုနက်တိုအင်ပြည့်အားပြည့်နဲ့ကစားနိုင်တယ်တစ်ဖက်မှာကတော့ဂျမီဂီဒန်စ်เนาะတပွဲရွှေတပွဲငွေဖြစ်နေတဲ့ပုံတရံတဲ့ဆိုင်အလီဂျန်ဒရိုဂနာချိုကတော့ ျွန်တော်ထည့်လိုက်ရင်ပြောပြောဆို900သလားပေါ့နော်ကျွန်တော်မြင်ရသလောက်တော့ပထမပိုင်းမှာ900ပြီးဒုတိယပိုင်းလောက်မှလူစားလဲရင်လည်းလဲပေါ့ကျွန်တော်ကတော့အဲ့ဒီကြောင့်ဂနာချူပဒရိုနက်တိုပေါ်ထွက်လာနိုင်တယ်လို့သုံးသပ်ရင်းနဲ့ပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်စုံနေကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ